November 1st 2025ပါကျမမွေးနေ့လည်းနီးလာပြီရွေးကောက်ပွဲလည်းဝင်မယ်ဆိုတော့ကျမသူများတွေကတော့အဒိဋ္ဌံနေပါလေပတိတွေပါလေစိတ်တက်တယ်ကျမကတော့ပတိစိတ်တာတဲ့စိတ်ဖို့လည်းကြိုးစားပါတယ်စိတ်နေပါတယ်သို့တော်လည်းပဲပဋ္ဌာန်းစိတ်တယ်ဆိုရင် ကျမက ပထမတရားဆိုရင်ဖတ်တယ်ရှင်ဖတ်တော့ဒါကုသိုလ်လုပ်တဲ့အနေနဲ့ကျမနေ့စဉ်တော့ဒီတရားစာဖတ်မယ်ငကိုကလေးကလည်းတရားစာဖတ်ခြင်းလို့တက်လာတာလေ TikTok ကိုဆိုတော့အဲ့တော့အဓိပတိပစ္စည်းအကြောင်းကိုကျမဖတ်ပါမယ်ဒါဆိုရင် ကျမကော်ရန်တီးနှုန်းကစပြီးဖတ်တာပါဒီ COVID ဖြစ်တယ်ဆိုတော့ကျမအိမ်မှာအိမ်ထဲမှာနေတော့တရားစာတွေဖတ်တယ်အဲ့တော့ အဓိပတိဆိုတာထိတ်ဆုံးမှနေလိုက်တာအဓိပတိပစ္စယော အားလုံးရဲ့အထက်မှနေတာအရာအားလုံးကိုကြီးကဲလွှမ်းမိုးအစိုးရတာအဓိပတိပဲတလောကလုံးကိုအစိုးရတာဆက်ကြဝတိမင်းအဓိပတိမင်းတရားကြီးပေါ့နော်ခစ်တရားနဲ့ဆိုရင်နိုင်ငံတော်တမရဟာနိုင်ငံအကြီးကဲပေါ့မိမိလက်အောက်ကဝင်ကြီးတွေအာဏာပိုင်အဖွဲ့တွေကိုကြီးကဲ လွမ်းမိုးအစိုးရသလိုပဲအဓိပတိထိုက်တဲ့အကြောင်းတရားကမိမိနဲ့အတူဖြစ်ဖက်သောစိတ်စေတသိက်ရုပ်တရားများကို ပြိုင်သူမရှိအုပ်ဆိုးတယ်နော်နော်နံတရားတွေအများကြီးရှိတဲ့အထက်မှာအစန္ဒရှိမယ်ဝိရိယရှိမယ်စိတ်တရဲ့ဝိမင်တဝိမင်တဆိုတာပညာ၄ပါးကိုပဲအဓိပတိလိုက်ပါတယ်လို့ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါတယ် ဒီလေးပါကလည်းအချိန်တိုင်းမှမပေါ်ဘူးအလွန်ထက်သန်ပြင်းလာမှသာပေါ်တဲ့အတွက်အလွန်ပြင်းထန်သောစန္ဒဝရိယတွေရှိမှပဲမိမိနဲ့အတူဖြစ်ပဲစိတ်စေတသိက်ရုပ်တွေကို အကြီးအမှုနေနဲ့အုပ်ဆိုးတာဖြစ်ပါတယ်နော်အဲ့တော့အဓိပတိနော်အဓိပတိတက်အမယ်ဥမာကျမဆိုရဲအခု အဓိပတိတက်မယ်အဓိပတိတက်ပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုလဲအဓိပတိတက်အမယ်စန္ဒတွေဝရိယတွေနော်ဒါတွေကိုအုပ်ဆိုးရမယ်အဓိပတိရအဓိပတိမှာ အတူတကွကြိုးပြတာကသဟဇာတဓိပတိခေါ်ပြီးအာရမဏဓိပတိကတော့အာယုံအာရမဏဆိုတာအာယုံကိုပြုတော်အဖြစ်အကျိုးပြုတာဖြစ်တယ်သဟဇာတဆိုတာကတော့ သဟဇာဒစန္ဒဝရိယစိတ်တဝီမင်တပညာ၄ပါးပဲအဓိပတိကိုအုပ်ဆိုးတာပန်းတိုင်မရောက်မချင်းသွားတဲ့ပြင်းပြသောစန္ဒဗုဒ္ဓဟာသူမိတာ ရှင်ရသိပ်ဘဝတုန်းကဒီပင်ကရာမြတ်စွာဘုရားကိုဖူးတွေ့ရတုန်းကနိဗ္ဗာန်ဆံဝင်နိုင်ပေမဲ့သူတူးတဲ့မလုတ်ခဲ့ဘူးတတော်များပေါ့ ထားရှိသော မဟာဂယူနာတို့ကြောင့်အများအကျိုးစီးပွားအတွက်ဆောင်ရွက်မယ်လို့ပြင်းထန်သောစန္ဒဖြစ်ပေါ်တယ်။ကျွန်မဆိုလေဒီယူကပုံဝင်နေဆိုတာအများအကျိုးအတွက်เนาะပြင်းထန်သောစန္ဒကြောင့်အဲ့တော့မြတ်စွာဘုရားငါဒီလေဖျားဖြစ်အောင်ကြင့်မယ်အများကိုတရားပြခဲ့တင်မယ်ဆိုတော့ စန္ဒပြင်းထန်စွာဖြစ်ပေါ်တာတဲ့မိကြီးမိခဲတွေပေါ်မှာနေရနေရရောက်အောင်သွားမယ်ဆိုတဲ့စန္ဒဓိပတိဖြစ်ပေါ်ခဲ့တဲ့အများအကျိုးကိုတည်ခြင်းနဲ့စန္ဒပါလောဘနဲ့စန္ဒမတူတာစန္ဒဆိုတာလိုချင်တဲ့သဘောရှိပေမဲ့လောဘနဲ့မတူပါစန္ဒရဲ့သဘောဟာလောဘလိုအာယုန်ညစ်တယ်ဆွဲလန်းတာမျိုးမဟုတ်ပါဘူး နော်တဏလောဘကကိုလိုလားတောင့်တတဲ့အာယုံကို မခံစားရလို့ဆွဲလန်းကတည်သွားရတာမျိုးမဟုတ်ဘူးတချို့တွေကလောဘနဲ့ငါဒီယာဒူးကြီးနဲ့ငါဒီလိုမျိုးကြီးခံစားကျင်နေဆိုတော့လောဘနဲ့နော်စန္ဒမဟုတ်ဘူးစန္ဒကကြတော့ကုသိုလ်လိုချင်တာအများကောင်းကျိုးပြုလို့သောစန္ဒဖြစ်ပါတယ်တိနာ လောဘမဟုတ်ပါ ကုသိုလ်စန္ဒဖြစ်ပါတယ်စန္ဒအလွန်ပြင်းပြထက်သန်နေရင်ထိတ်ကဥစည်းတာအဓိပတိဖြစ်ပြီးဝိရိယစိတ်ပညာတို့ကအတူတကွပေါင်းပူပေါင်းလာပါတယ်အလားတူပဲဝိရိယဦးစီးအတ္တိပတိတက်ရင်စန္တာစိတ်ပညာတို့ကပူပေါင်းလာပါတယ်စန္တာအလွန်ပြင်းပြနေရင် လောဘဒေါသမာနဒိဋ္ဌိဆိုတဲ့အကုသတရားတွေကိုလည်းပယ်နိုင်လို့အတ္တိပတိထိုက်တာဖြစ်ပါတယ် ကုသလုပ်ခြင်းစိတ်ကြီးမားတော့အကုသဖြစ်မဲ့အလုပ်တွေကိုရှောင်နိုင်တယ်တဲ့ကုသလုပ်ခြင်းစိတ်ကြီးမားလို့ပြင်းထန်သောစံတပ်ရှိသူအားမြင်မြပင် ခက်ခဲသောအရာကိုမဆိုအောင်နိုင်သည်ဟုမြတ်စွာဘုရားကဆိုပါတယ်ဝိရိယအဓိပတိဆိုတာထက်တန်သော လုံလဝိရိယနဲ့မိမိပန်းတိုင်ကို ရောက်အောင်လှမ်းတာဖြစ်ပါတယ်။တာမန်အားထုတ်မှုမဟုတ်ဘဲဘာအခက်ခဲဖြစ်ဖြစ် ကြောမဲ့လမ်းမဲ့ဆိုတော့ဝိရိယထုတ်ခြင်းဖြစ်ပါတယ်ဝိရိယဆိုတာလဲစန္ဒလိုနှစ်သက်ရာစေတသိက်ဖြစ်လို့ကုသိုလ်ကောင်းမှုရအောင်ဝိရိယအဓိပတိတက်တယ်လို့အာကုသို့အလုပ်တွေဖြစ်တယ်သူများအသက်တတာသူများဥစ္စာလူတာဒိန်ယူတာမတရားသောဤမျိုးစုံနဲ့မိမိချမ်းသာအောင်ကြိုးစားအားထုတ်တာတွေလေအဓိပတိတက် တိုက်ပါလေထက်တန်သောဝိရိယဒီပတိကိုအလောင်းတော်ဇနကမင်းသားပင်လေတဲ့ကူးတဲ့နေရာမှာဥပမာပေးပါတယ်လက်တွေ့မှာလည်းသိပ္ပံပညာရှင်ကြီးတွေတထေးကြီးတွေနိုင်ငံခေါင်းဆောင်ကြီးတွေသာသနာခေါင်းဆောင်ကြီးတွေဟာသာမန်ဝိရိယမဟုတ်ပဲအဓိပတိတက်ခါအားထုတ်ကြတာပါ စိတ်တာအဓိပတိဆိုတာအဓိပတိထိုက်သော စိတ်ဖြစ်တယ်စိတ်သားရှင်သောဘုရားဟောဆိုသလိုစိတ်ရှင်ဘာမဆိုလုံနိုင်ပါတယ်စိတ်အားထက်တန်နေရင် ်စန္ဒဝရိယပညာတို့လည်းပူပေါင်းပါဝင်လာပါတယ်။အများအကျိုးကိုတဲ့ဘိုးကခနိုးခနဲ့စိုးကဲ့ရဲ့လေမဖဲ့မဆောင်ကိုလမ်းချောင်းကို စိတ်ကောင်းနဲ့ရှင် ရှေးရှုနေလို့ဟု ရွှေဟင်းသာဆရာတော်ကြီးကဟောမိန့်ခဲ့ပါတယ်။လောကီလောကုတ္တရာမှာကိုပန်းတိုင်ရောက်အောင်ဘာလုပ်လို့စိတ်ကိုကြီးမှုထားကဆောင်ရွက်ရပါမယ်။ ဝိမန္တာဓိပတိကတော့အဓိပတိထိုက်သောပညာဖြစ်ပါတယ်ဝိမန္တာဟာပညာစေတသိက်ဖြစ်ပြီးအဓိပတိထိုက်တဲ့နေရာမှာစန္ဒဝရိယစိတ်တို့နဲ့ကြွားချမှုရှိပါတယ်ပညာဆိုတဲ့ ကောင်းတဲ့ကုသိုလ်ဘက်မှာပါပြီးမကောင်းသောအကုသိုလ်ဘက်မှာမပါပါစန္ဒဝရိယစိတ်တို့ကမကောင်းတဲ့အကုသိုလ်ဘက်မှာလည်းအဓိပ္ပာယ်ထိုက်တတ်တယ်ဒီအခါမှာပညာမပါဝင်တဲ့အတွက်မကောင်းတဲ့အလုပ်တွေလုပ်နေရမှာအဓိပ္ပာယ်တက်ရင်ပုံဆိုးသွားတယ်ဘယ်နေရာမဆိုပညာမပါပဲစန္ဒစောမယ်ဝရိယကဲမယ်စိတ်တွေစိုးကြမယ်ဆိုရင်အမားတွေလုံးမိပါမယ်ဂေါတမအလောင်းတော်ဟာ6နှစ်တာဆင်းရဲဒုက္ခကြံလုပ်ခဲ့ပေမဲ့လမ်း မှန်လမ်းမှာခွဲခြားတဲ့ပညာမပါတဲ့အတွက်အညာအလေးမရဘူးပညာဥစည်းပြီးအလေလက်နန်းစဉ်ကျင့်မှသာသစ္စာလေးပါးကိုသိပြီးဖျားဖြစ်တယ်ပညာကိုသာအဓိပတိအားထုတ်ရင်ဇောကလည်းအလောကအဒေါသအမောဟနဲ့ရှင်တဲ့တိဟိတ်ဇောစီတသိတ်တည်းလဲတိဟိတ်စီတသိတ်ရုပ်ကလည်းကြည်လင်အေးမြတဲ့အတွက်ကြောင့်ကြည်လင်နဲ့နံရုပ်တဲ့ဖြစ်တဲ့တရားညာနိုးကြွပွင့်လင်းသွားမည်ဖြစ်ပါတယ် အဓိပတိသည်အဝိဇ္ဇာနဲ့မတွဲကြပါနဲ့ဝိဇ္ဇာဆိုသောမှန်ကန်တဲ့ပညာမှ တွဲပညာနဲ့တွဲမှကောင်းတော့ရလဖြစ်မယ်ဟေတုပစ္စည်းတွေကဟိတ်6ပါးကိုကြည့်ရင်အမောဟပညာတစ်ခုပဲအဓိပတိတတ်တာတွေ့ရမှာ လောဘဒေါသမောဟဆိုတဲ့အကုသိုလ်ဟိတ်တွေမပါဘူးအလောဘအဒေါသဆိုတဲ့ကုသိုလ်ဟိတ်တွေလည်းမပါဝင်ဘူးအလောဘ အဒေါသဆိုတာကုသိုလ်စိတ်များဖြစ်ပေမဲ့လေအဓိပတိမထိုက်လို့ဝိမန္တဆိုရက်ပညာနဲ့ပေါမှသာအာကောင်းပြီးအကျိုးပေးမယ်တဲ့ နော်နံပါတ်1အာရမဏအဓိပတိအာယုံ6ပါဟိုမှာခန်းစားရမှာတာမန်မဟုတ်ပဲအလွန်နှစ်သက်ဆရာကောင်းတဲ့အကြီးမှုဖြစ်တဲ့အာယုံ၄ကိုဆိုလိုတာဖြစ်ပါတယ်တဲ့ပြိုင်ပဲမရှိ လွမ်းမို့သောအဓိပတိပစ္စည်းမှာမိမိနဲ့ဖြစ်ပဲစိတ်စေတသိက်ရုပ်တွေကိုနှွမ်းမို့ပြီးဖြစ်ရင်တဟာစာတဓိပတိဖြစ်ပြီးအာယုံအလုံးပေါ်မှာအကြီးမှုကျေးဇူးပြုရင်အာရမဏအဓိပတိဖြစ်တယ် ဓိပတိပစ္စယောမိမိဆိုင်ရာနံခန္ဓာဝေကောင်းစွာဆိုပြီးတတ္တိရှိသောအဓိပတိ၄ပါးသဟစတပစ္စည်းတရားနှင့်၆ပါးအာယုံအဖုံဖုံသောအာရမဏဓိပတိပစ္စည်းတရားများ၎င်းနဲ့ဒါတွေကဒေါက်တာစိန်လင်းရေးတဲ့ဗဟန်တရားတော်စာအုပ်မှာတရားတော်များဖြစ်ပါတယ်ကျမလည်းအဲ့ဒါကြောင့်မလို့မှန်ကန်သောကုသိုလ်စိတ်တွေမှာအဓိပတိတက်ပြီးလို့ရှိရင် ဒီကျမမွေးနေ့လဲနှီးပြီးရွေးကောက်ဖွဲလဲဝင်မယ်အဲ့တော့ပထမ်းတရားတော်များကိုနေ့စဉ်ဝေမျှပေးပါမယ်ဒီနေ့တော့အဓိပတိဖြစ်စရောပါရှင်ပထမ်းတေသနာသည်တဲ့သမုတ်တရားကဲ့သို့နက်ဆိုင်ပါတယ်တဲ့တော်ယုံသူများနားမလဲပါတဲ့ဒါကြောင့်မို့နက်ပြီမှာဟောရတာပါတဲ့